အားလုံးပဲမင်္ဂလာပါဒီတင်ကန်းဆာမှာတော့တရုတ်စကပြောတွေကိုလေ့လာသွားမှာပါ passport ဟူကြောင့်ဟူကြောင့်ဟူကြောင့် passport ငါမှာ passport ရှိတယ်ဝါယိုဟူကြောင့်ဝါဆိုတာကငါပေါ့နော် ယောရှိတယ်ဒါကပိုင်ဆိုင်မှုတစ်ခုကိုဖော်ပြအောင်တုံးတယ်ပေါ့နော်ဒါဆိုရင် defect ကိုတုံးတယ်ပေါ့ယောယောကောင်းပြီကံပုတ်ကတော့ရှိချင်းခံရတဲ့အရာတွေကိုဖော်ပြတာပေါ့နော်ဒီမှာ passport ဟူကြောင့်ဟူကြောင့်အဲ့တော့ passport ရှိတယ်ဆိုရင်ယောဟူကြောင့်ယောဟူကြောင့်ငါမ passport ရှိတယ်ဟောယောဟူကြောင့်ဟောယောဟူကြောင့်သူမလည်း passport ရှိတယ်ထားရယောဟူကြောင့်ထားရယော ယောဟုကြောင့်ယဲဆိုတာလဲပေါ့နော်။ကောင်းပြီဒါကတော့ advert တစ်ခုဖြစ်တယ်။ verbfit ရှေ့ရနေအထူးပြုပေးတယ်ပေါ့။များသောအားဖြင့်ဒီ advert က subject နဲ့ကပ်ပြီးသုံးလေးရှိတယ်ပေါ့နော်။သူမှလဲဆိုရင်ထားရဲ။ငါမှလဲဆိုရင် war ရဲ။မင်းမလဲဆိုရင်နီးရဲဒီလိုမျိုးသုံးတာပေါ့နော်။အင်းအဲ့တော့သူ့မလဲရှိတယ်ဆိုတော့ထားရဲယောပါလဲဟူကြောင့် passport ပေါ့။အဲ့တော့သူ့မလဲ passport ရှိတယ်ထားရဲယောဟူကြောင့်ထားရဲယောဟူကြောင့် ငါမပတ်စပို့မရှိဘူးဝါမေဟူချော့ဝါမေဟူချော့မေယောဆိုတာမရှိဘူးပေါ့နော်ဒါက verb တစ်ခုဖြစ်တယ်ဗျယောရှိတယ်ဆိုတဲ့ verb ကိုအငင်းသုံးတဲ့အခါမှာမေယောလို့သုံးတယ်အဲ့တော့မေယောဆိုတဲ့စကားလုံးကသူက verb တစ်ခုအနေနဲ့သုံးလေးရှိတယ်သူ့ရဲ့နောက်မှာကံပုတ်အစိပ်ပိုင်းတွေပါလာတဲ့အခါမှာမေတတန်ပဲသုံးတယ်လုံးလောက်တယ်ပေါ့နော်အပြည့်စုံမေယောဟူချော့လို့ပြောလဲရတယ်ဒါမှမဟုတ် မေဟူချောက်လို့ပြောလဲရတယ်ဗျာနော်။အင်းအဲ့တော့ငါမပတ်စပို့မရှိဘူး။ဝော်မေဟူချောက်။ဝော်မေဟူချောက်။မင်းမပတ်စပို့ရှိလား။ညီယော်မေယော်ဟူချောက်။ယော်ရှိတယ်။မေယော်မရှိဘူး။ဒါကတော့အဟုတ်နဲ့အငင်းပေါ့နော်။အဟုတ်ပုံစံနဲ့အငင်းပုံစံကိုတရိုက်တွဲဆက်ထားတဲ့အခါမှာလားဆိုတဲ့မေကုံးပုံစံပြောင်းသွားတယ်။ဒါကြောင့်မို့ယော်မေယော်ဆိုရင်ရှိပါသလားလို့ပြောတာ။ 有没有？有没有护照？巴斯波西啦！你有没有护照？没嘛，巴斯波西啦！你有没有护照？有没嘛，巴罗巴斯波没西了嘞！你为啥没护照？你为啥没护照？ ဝေရှာဆိုတာဝေရှမောပေါ့နော် textbook တွေထဲမှာတော့ဝေရှမောလို့သုံးတာတွေ့ဖူးလိမ့်မယ်ဒီမှာတော့ဝေရှာဆိုတဲ့စကားလုံးလေးနဲ့ပြောင်းပြီးတော့ဖော်ပြပေးထားတယ်ပေါ့အတူတူပဲနော်စကားပြောတဲ့အခါကျတော့ဝေရှာလို့ပြောလဲရတယ်မေဟူကြောင့် passport မရှိတာပေါ့နော်အဲ့တော့မေမဘာလို့ passport မရှိတာလဲညီဝေရှာမေဟူကြောင့်နေဝေရှာမေဟူကြောင့်ဘယ်သူမှ passport ရှိလဲရှေယိုဟူကြောင့် 谁有护照？အဲ့တော့ယောရှိတယ်ပေါ့နော်ရှေးဆိုတာကမေခွန်းနဲ့စားပြဘာတူလဲတက subject တွေကိုမေးလို့ရတယ် object တွေကိုမေးလို့ရတယ်ဒီဝကြထဲမှာကျတော့ subject ကိုကျွန်တော်မေခွန်းထုတ်ထားတာပေါ့နော်ရှေးယောဟူချောက်ဘာတူမှာ passport ရှိလေအဲ့တော့ရှေးဆိုတဲ့နေရာမှာကအဖြေတွေပြန်သုံးလို့ရတယ်ဥမာဝေါ်ယောငမရှိတယ်ကြကြဲယောအမမရှိတယ်စသဖြင့်ပေါ့နော် အဲ့တော့ဒီမှာတော့မေကွန်းနဲ့စားလေးနဲ့မေကွန်းဝကြလေးတိဆောက်ထားတယ်ပေါ့အဲ့တော့ဘသူမှာ passport ရှိလဲရှေယောဟူကြောင့်ရှေယောဟူကြောင့်ဒါက passport ပါကြရှေဟူကြောင့် ကျာကျာစရာဒါဒီဟာပေါ့နော်အညွှန်းနှံစာတစ်ခုဖြစ်တယ်ဗျအဲ့တော့ဒီအညွှန်းနှံစာကို subject အနေနဲ့သုံးထားတာဖြစ်တယ် shit ဟုတ်တယ်ဖြစ်တယ်ဒါက verb တစ်ခုပေါ့နော်ဟို့ကြောင့် passport အဲ့တော့ကျာဒါက shit ဖြစ်ပါတယ်ဟို့ကြောင့် passport ဒါက passport ပါကျာ shit ဟို့ကြောင့်ကျာ shit ဟို့ကြောင့်ကျာ shit ဟို့ကြောင့်ဒါက passport ပါကျာ shit ဟို့ကြောင့်ဒါကငါရဲ့ passport ပါကျာ shit 我的护照这是 ဝါတဟူချောက်အဲ့တော့ဟူချောက်စာ passport ပေါ့နော်ဒီနံကိုကျွန်တော်တို့ဝါဆိုတဲ့ပုဂ္ဂလနံစာနဲ့အထူးပြုထားတယ်ပေါ့ဒါဆိုလို့ရှိရင် dot not support လေးထည့်ပေးရအောင်နော်ဝါတဟူချောက်ငါရဲ့ passport ဝါတဟူချောက်ဝါတဟူချောက်ငါရဲ့ passport အဲ့တော့ဒီစကစုကဒီ fan ဖြစ်နောက်မှာကန်ပုတ်အနေနဲ့သုံးထားတယ်ငါရဲ့ passport ပါငါရဲ့ passport ဖြစ်ပါတယ် shit 我的护照，嗯，e c t 来抬头来底下这？哎，老大哥，我不是不吧？这是我的护照，这是我的护照，这是我的护照。大哥，我不是不后吧？这。 ဘိုးရှိဝါတဟုကြောင့်အဲ့တော့ပုဆိုတာကတော့အငင်းကရိယာဝိသေသနာပေါ့နော်ငကရက် adverb တခုဖြစ်တယ်အငင်းကရိယာဝိသေသနာက verb တည်းရဲ့ရှိရာနဲ့ညင်းလေရှိတယ်ဒါကြောင့်မို့ shit ဆိုရင်ဟုတ်တယ်ဖြစ်တယ် bullshit မဟုတ်ဘူးမဖြစ်ဘူးပေါ့နော်ကြာဒါက bullshit မဟုတ်ပါဘူးဝါတဟုကြောင့်ငါရဲ့ passport အဲ့တော့ဒါကငါရဲ့ passport မဟုတ်ပါဘူးကြာ bullshit ဝါတဟုကြောင့်ကြာ bullshit ဝါတဟုကြောင့် 大哥，我不是不么好不？这不是我的护照，这不是我的护照。大哥，你 p s o 是不了？这是不是你的护照？这是不是？ နေတဲ့ဟုကြောင့်အဲ့တော့ shit ဟုတ်ပါတယ် bullshit ဆိုမဟုတ်ပါဘူးအဲ့တော့ shit bullshit ဆိုရင်ဟုတ်ပါသလားဖြစ်ပါသလားဒီလိုပြောတာအဲ့တော့အဟုတ်နဲ့အငင်းနဲ့တော့တော့တာမေကွန်တစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့တော့လာမေကွန်ဖြစ်တဲ့ shit bullshit ဟုတ်ပါသလားနောက်မှာကန်ဘုတ်ကနေတဲ့ဟုကြောင့်မင်းရဲ့ passport ပေါ့အဲ့တော့ဒါကမင်းရဲ့ passport လားကြာ是不是你的护照？这是不是你的护照？大哥。 不对也不是不嘞，这是谁的护照？这是谁的护照？还有谁说不对嘞？美国人啥不呢？第嘛了，护照说的。နံကိုအထူးပြုထားတယ်ပေါ့အဲ့တော့မေကွန်းနဲ့စားတဲ့နံတွေကိုအထူးပြုတဲ့အခါမှာလည်းနောက်စပုတ်တစားလေးကိုထည့်သုံးပေးဖို့လိုတယ်ပေါ့နော်ဒါပေမဲ့မေကွန်းနဲ့စားတိုင်းတော့မဟုတ်ပါဘူးတချို့မေကွန်းနဲ့စားလေးဆိုထည့်မသုံးအောင်ဥပမာရှမော့ဆိုရင်ထည့်သုံးစရာမလိုဘူးစသဖြင့်ပေါ့နော်အဲ့လိုလေးတွေရှိတယ်နော်အဲ့တော့ဒီမှာရှေးဆိုတော့ တက်နော့စပုတ်ထည့်သုံးပေးရတယ်။ရှေဟုကြောင့်လို့တည့်ရဲသုံးလို့မရအောင်လေ။ရှေတက်ဟုကြောင့်အဲ့လိုပေါ့နော်။ဟုတ်။အဲ့တော့ဘသူ passport လဲဆိုရင်ရှေတဟုကြောင့်ဘသူ passport ဖြစ်ပါတယ်လဲဆိုရှေရှေတဟုကြောင့်အင်းအဲ့တော့ subject လေးပါတုံးထားတယ်ဒါကဘသူ passport လဲကျားရှေရှေတဟုကြောင့်ကျားရှေရှေတဟုကြောင့်ကျားရှေရှေတဟုကြောင့်ငါ passport ပျောက်သွားပြီဟောတဟုကြောင့်တိုးလဲ 我的护照丢了，我的我也护照 passport 呢？ဒီမှာလဲ passport ဆိုတဲ့နာမ်ကို我ဆိုတဲ့ ုတ်ကလာနဲ့စာနဲ့အထူးပြုထားတယ်။တချို့မို့တက်နောက်ဆက်ပုတ်လေးထည့်ထားတယ်ပေါ့။ဒီမှာတော့ရဲလို့ပါတာပြင်တယ်နော်။ဟောတက်ဟုတ်ချောက်ငါရဲ့ passport တီယိုတီယိုစာပျောက်ဆုံးတာဒါက verb တစ်ခုဖြစ်တယ်ပေါ့နော်။အဲ့တော့အခြေအနေပြောင်းလဲသွားကြောင်းဖော်ပြတဲ့တယောက်နောက်ဆက်ပုတ်လက်စာလေးကိုတုံးထားတယ်။အဲ့တော့ဒီမှာပျောက်တယ်လို့ပြောကြတဲ့အတူတူဒါပျောက်ဆုံးသွားတဲ့အခြေအနေလက်ရှိရလေးလက်မဲ့ဖြစ်သွားတာကိုဖော်ပြတာ။တချို့မို့လက်နောက်ဆက်ပုတ်ကမထည့်ပေးလို့မရအောင်နော်။ဆိုလိုတာတော့ဟောတက်ဟုတ်ချောက်တီယို အဆွေမှားတယ်နော်နောက်ကလပ်ပါရတယ်မပါလို့မရအောင်နော်ဟောတဟုကြောင့်တိုးလက်ဟောတဟုကြောင့်တိုးလက်ငါပတ်စပို့ပျောက်သွားပြီဟောတဟုကြောင့်တိုးလက်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for all website e-learning membership program ကိုကြိုဆိုပါရစေကျွန်တော် website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖက်အတန်ထွက် တတညံစန်းတွေနဲ့ HSK တင်ကန်းစာတွေကိုအခါမဲ့လေလောက်ခွင့်ရမှာပါလေလောက်ခွင့်ရရှိမဲ့ကိုစီအတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုတင်ကန်းစာ စုစုပေါင်း1600ကျော်ပါဝင်ပါတယ်တင်ကြားနည်းစနစ်တွေနဲ့လေလောက်ခွင့်ရရှိမဲ့နမူနာတင်ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ challenge တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်မင်းပတ်စပို့ရောနေတဲ့ဟူချောင်းနာနေတဲ့ဟူချောင်းမင်းရဲ့ပတ်စပို့ပေါ့နော်ခုနကလိုပဲဒီပတ်စပို့ဆိုတဲ့နံကိုနေဆိုတဲ့ပုဂ္ဂလနံစာနဲ့အထူးပြုထားတဲ့တော့စာလေးထည့်ပေးရတယ်နေတဲ့ဟူချောင်းနာဒါကတော့နောက်ဆက်ပုံလေးပေါ့နော်ဒီမှာတော့ယောဆိုတာဗမာလဲဆိုတဲ့အတိတ်ပဲမျိုးမိတာပေါ့နော်နေတဲ့ဟူချောင်းနာနေတဲ့ဟူချောင်းနာမင်းပတ်စပို့ရောနေတဲ့ဟူချောင်းနာ နေတဲ့ဟုကြောင့်ဇိုင်နာလီအဲ့တော့ဇိုင်တကဗတ်တစ်ခုဖြစ်တယ်ပေါ့နော်မှားရှိတယ်တနည်းအားဖြင့်မှာရှိချောင်းကိုဖော်ပြတာဗျဒါကြောင့်မို့ဒီဇိုင်ဆိုတဲ့ဗတ်ကိုသုံးထားပြီဆိုရင်ဒီဗတ်ဖြစ်တော့ကကံပုတ်လေးဒီနေရာကိုဖော်ပြတဲ့စကလုံးစကစုဓမ္မမဟုတ်မေခွန်းပေါ့ဒါတွေကိုသုံးတာဒီမှာဆိုရင်မေခွန်းနဲ့စာကိုကံပုတ်အနေနဲ့သုံးထားတာနော်ဇိုင်မှားရှိတယ်နာလီပဲနေရာအဲ့တော့ဇိုင်နာလီဘာမှရှိတယ်လဲပေါ့ဇိုင်နာလီ ဟုတ်ပြီနော်ဒါဆိုရင်ခုနကနံပါတ်14ပုံစံမျိုးပြောလဲရတာနော်နေတဟူချောင်းနာမေပတ်စပို့ရောဗမာလဲဆိုတဲ့အဓိပ္ပာယ်နော်နေတဟူချောင်းနာဒါမှမဟုတ်တီတီကြကြလေးရင်ညွှန်းချင်နော်နေတဟူချောင်းဆိုင်နာလီမေပတ်စပို့ဗမာလဲနေတဟူချောင်းဆိုင်နာလီကောင်းပြီရတော့ပြန်ဖြေမယ်နာလီဆိုတဲ့မေကွန်းနေရာမှာချော်လီဒီနေရာဆွာလေးပြန်ဖြေလိုက်တယ် ဟုတ်ပြီနော်ခြိုက်ကြော်လီဒီမှာရှိပါတယ်အဲ့တော့မေကွန်လေးကိုပြန်ကြည့်ပါဦးမေကွန်ကဘယ်လိုလဲနံပါတ်15ခြိုက်နာလီပမာလဲခြိုက်နာလီအဲ့တော့ပြန်ဖြေတယ်ခြိုက်ကြော်လီဒီမှာပါခြိုက်ကြော်လီအဲ့တော့ဒီမှာလဲနေနေရမှာ wall လို့ပြောင်းသုံးထားတယ် wall တခုချောက်ငါ passport ကခြိုက်ကြော်လီဒီမှာပါငါ passport ကဒီမှာပါ wall တခုချောက်ခြိုက်ကြော်လီ wall တခုချောက်ခြိုက်ကြော်လီ wall တခုချောက်ခြိုက်ကြော်စရှာ ကျောစစစပွဲပေါ့နော်ကျောစရှစွာအပေါ်အဲ့တော့စပွဲပေါ့ကျောစရှအဲ့တော့ဒါကနေရပြတဲ့နန်တစ်ခုဖြစ်တယ်နေရပြနန်တွေကတွဲဆက်ခြင်းနဲ့နန်တွေရဲ့နောက်မှာတိုက်ရိုက်ပဲတွဲဆက်တယ်နော်ဥပမာစပွဲပေါ်ဆိုစပွဲရဲ့နောက်မှာအပေါ်စပွဲအောက်ဆိုစပွဲရဲ့ နောက်မှာအောက်ပေါ့ဥမာကြောစရှာကြောစရှာဒီလိုမျိုးလေးတွေပေါ့နော်နေရာပြနံတွေကနောက်မှာတရိုက်ဆက်သုံးတယ်နံတစ်ခုခုရဲ့နောက်မှာအဲ့တော့စပွဲပေါ်ဆိုတာနေရာပြတဲ့ဒါစကစုဖြစ်သွားပြီဒါဆိုရင်စိုက်ဆိုတဲ့ဖက်ဖြစ်နောက်မှာကံပုတ်အနေနဲ့ပြန်သုံးထားတယ်စိုက်ကြောစရှာစပွဲပေါ်မှာရှိပါတယ်အဲ့တော့ငါ passport ကစပွဲပေါ်မှာပါဝါတဟုကြောင့်在桌子上，我的护照在桌子上。 နေရာချင်းပြောအောင်မယ်ဝါတက်ဟုကြောက်ဆိုင်ပေပောင်းလီငါပတ်စပို့ကကြောပိုးအိတ်ထဲမှာပါကြောပိုးအိတ်ပေပောင်းပေဆိုတာကြောပိုးတာပောင်းဆိုတာအိတ်ပေဆိုတာနောက်ကျောမှာပိုးထားတာကိုပေလို့ခေါ်တာနော်ပောင်းဆိုတာအိတ်ကိုပြောတာအဲ့တော့ပေပောင်းဆိုရင်ကြောပိုးအိတ်လီဆိုတာအထင်းကိုပြောတာပေပောင်းလီ ပေပေါင်းလီကြောဖို့အိတ်အထက်တကားနေရာပြစကစုနန်တခုခုရဲ့နောက်မှာနေရာပြစကလုံးကိုတွဲထားရင်အဲ့ဒီစကစုကိုနေရာပြစကစုလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့နေရာပြစကစုဖြစ်တဲ့ကြောင့်ဒီစိုက်ဆိုတဲ့ verb ဖြစ်နောက်မှာကံပုတ်အနေနဲ့တွဲဆက်လို့ရသွားတယ်ဟုတ်ပြီဒါကြောင့်မို့စိုက်ပေပေါင်းလီကြောဖို့အိတ်ထဲမှာစိုက်ပေပေါင်းလီကြောဖို့အိတ်ထဲမှာရှိပါတယ်တဲ့အဲ့တော့ငါ passport ကကြောဖို့အိတ်ထဲမှာပါ water ဟုကြောင့်စိုက်ပေပေါင်းလီ 我的护照在背包里。没 passport 个，比如来嘛吧。你的护照在柜子里，柜子咋比如呢？里咋贴嘛？比如来说柜子里，当然你要不要是个数位？他说在说的发现了吗？根本你能懂他吧的？在柜子里，在柜子里。没 passport 说你的护照，没 passport 个，比如来嘛吧。你的护照在柜子里。 你的护照在柜子里。สบายบ่มา passport สิล่ะ桌子上有没有护照桌子上桌子ซะสบาย上啊บ่บ่เนาะสบายบ่桌子上ตะกะเนียပြဆက်กะซุเนียပြဆက်กะซุကို subject เนียมาต้องท้าပြီဆိုရင် verb ကอยู่ကိုต้องไปရတယ်เนาะကောင်းပြီခုနကနံပါတ် 16ကိုပြန်ကြည့်ပြီเนาะကျွန်တော်ပြန်ပြီးတော့တွဲရှင်းပြပေးမလို့ဒီမှာကကိုယ့်စစ်လီနေရာပြဆက်ကစု နေရာပြဆက်ကစုကိုကန်ပုတ် object အနေနဲ့သုံးထားရင် vec ကစိုက်ကိုသုံးပေးရတယ်ဒီမှာယိုသုံးလို့မရအောင်เนาะစိုက်ကိုစစ်လီအဲ့မှာယိုကိုစစ်လီလို့သုံးရင်မှားတယ်ဟုတ်ပြီเนาะနေရာပြစကစုနဲ့ပဲခွဲတာနေရာပြစကစုက can put object ဆိုရင် vec ကစိုက်ကိုသုံးတယ်အကယ်၍ဒီနေရာပြစကစုကိုရှေ့မှာ subject နေရာပေါ့เนาะကတ္တာနေရာဝကြရဲ့အစာအုပ်ထားလိုက်တယ်နမတ် 20ကိုကြည့်လိုက်ကျောစင်ရှစပွဲပေါ်ဒါနေရာပြစက္ကစုပဲ तू က subject ဖြစ်သွားရဆိုဘက်ကယူသုံးတယ်ဒီမှာစိုက်သုံးလို့မရအောင်เนาะမှားတယ်ယူသုံးမှမှန်ပဲအဲ့တော့ကျောစင်ရှယောဒါမှမဟုတ်ကျောစင်ရှမေယောစပွဲပေါ်မှာမရှိဘူးအဲ့တော့မေကွန်းလုတ်တဲ့အခါကျတော့အဟုတ်နဲ့အညင်ကိုတွက်လိုက်တယ်ယောမေယောကျောစင်ရှယောမေယောဘာလဲဟူချောက်ဟူချောက်က passport ပေါ့အဲ့တော့စပွဲပေါ်မှာ passport ရှိလားကျောစင်ရှယောမေယောဟူချောက်ကျောစင်ရှ 有没有护照？是不不吗？passport 是啦。桌子上有没有护照？桌子上有没有护照？OK。အဲ့တော့စပွဲပေါ်ကဟာမင်း passport လားကျောစင်ရှန်တော့ရှစ်ပူရှင်နေတဲ့ဟူကြောင့်အဲ့တော့ဒီမှာတက်ဆိုတဲ့စကလုံးလေးသုံးထားရနော်ဒါကဘာအတွက်သုံးတာလဲဆိုတော့ကျွန်တော်ကတက်စကစုလို့ခေါ်တယ်ဥမာဒီမှာခြားတော့ကျွန်တော်ကကျောစင်ရှန်ကျောစင်စာစပွဲပေါ်နော်ရှန်ကအပေါ့ ဲ့တော့ဒီရှန့်ဆိုတဲ့စကလုံးကနေရာပြတဲ့နံတစ်ခုဖြစ်တယ်။နေရာပြနံနေရာတခြားနံတစ်ခုရဲ့နောက်မှာတွဲဆက်ထားရဲ့ဒီစကစုကိုနေရာပြစကစုလို့ခေါ်တယ်။အခုကျွန်တော်တို့ဒီမှာဒီအပိုင်းလေးကိုအရင်ရှင်းနေရ ကျောစရှာစပွဲပေါ်ဒါကနေရာပြစကစုအဲ့ဒီရဲ့နောက်မှာကျွန်တော်ကတက်နဲ့ပြန်ဆက်လိုက်တယ်ဒါဆိုရင်တက်စကစုဖြစ်သွားတယ်တက်စကစုတရုတ်မှာကျတော့စကစုအားလုံး17မျိုးရှိတယ်လေ17မျိုးရှိတယ်အဲ့ထဲမှာသူကစကစုတွေကိုပြောင်းပြောင်းသွားလာအဲ့လိုဆက်တဲ့စကလုံးတွေတွဲဆက်ထားတဲ့ grammar point တွေမူတည်ပြီးတော့စကစုတွေပြောင်းပြောင်းသွားတယ်ဆိုလိုချင်တဲ့အနေအထိပ်ပဲလည်းပြောင်းသွားတယ်အဲ့တော့ကျွန်တော်တို့စပွဲပေါ်ဆိုတာကိုစပွဲပေါ်ကဟာအတိကတော့ passport ကိုရည်ညွှန်းတာပေါ့နော်ဆိုလိုတာတော့ကျောစရှာတာ ဟုချောက်လို့ပြောတာဒါပေမဲ့ဒီမှာလဲဟုချောက်ကံပုတ်စိတ်ပိုင်းမှာလဲပါနေကြဒီမှာမထည့်တော့ဘူးအဲ့တော့ကျွန်တော်ကတက်အစာနဲ့ရက်ထားတယ်အဲ့လိုရက်ထားတဲ့ကြောင့်ဒီအထိကတက်စကစုဖြစ်သွားတယ်သူကကြတော့စပွဲဘော်ဆိုတဲ့နေရာကို passport ဆိုတဲ့နောင်းအနေနဲ့ရင်ညွှန်းဖို့ပြန်သုံးထားတာ โอเคเนาะအဲ့တော့ကြောစံရှန်တော့ဆိုစပွဲပေါ်ကဟာကရှစ်ဖြစ်ပါတယ်ပူရှစ်ဆိုတော့မဟုတ်ဘူးအကယ်ရှစ်ဘူးရှစ်ဆိုရင်ဒါမေကွန်ဟုတ်ပါသလားတဲ့ဏီတဟုတော့မရဲ့ passport အဲ့တော့ဒီမှာတက်သုံးတာနဲ့ဒီမှာတက်သုံးတာနဲ့မတူဘူးဗျဒီမှာတက်သုံးတာက ကျွန်တော်တို့ဘာအနေနဲ့သုံးတာလဲဆိုတော့ဒီ Joseph Chan ဆိုတဲ့စကားစုကိုနေရာပြတဲ့စကားစုကို third နဲ့ဆက်ပြီးတော့ third phrase လို့ခေါ်တဲ့ third စကားစုအနေနဲ့ပြန်သုံးထားတာအဓိကကဒီ third သုံးလိုက်ခြင်းအပြင် passport ကိုရည်ညွှန်းတဲ့သဘောဖြစ်သွားတယ်ပုံမှန်ဆိုရင် Joseph Chan ထီပဲဆိုရင်ဒါနေရာကိုရည်ညွှန်းထားတာ ဒါပြန်နောက်မှတက်ထလာရဲ့ဒါက passport ဆိုတဲ့အရာကိုရည်ညွှန်းလိုက်တဲ့ပုံစံဖြစ်သွားတယ်ဟုတ်ပြီနော်ဒီမှာတက်သုံးတာကြတော့ဟူချောင်းဆိုတဲ့နောင်းကိုနီဆိုတဲ့ပုဂ္ဂလနာမ်စာနဲ့အထူးပြုတာဒါကြောင့်မို့သူကတက်ဆိုတဲ့နောက်ဆက်ပုံနဲ့တွဲဆက်ထားတာโอเคเนาะမတူเนาะတုံတဲ့ပုံစံလေးတွေအဲ့တော့ဒီမှာကြတော့နီတဟူချောင်းဆိုတဲ့စကစုကကြတော့ဗာလဲကံပုတ်နီတဟူချောင်းဒီမှာကြတော့ကျောစရှန်တော့ဆိုတဲ့စကစုက subject ကတာဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်ရှစ်ဖို့ရှစ်မိကုန်းလောက်ထားတာ โอเคအဲ့တော့စပွဲပေါ်ကဟာမင်း passport လားကျောဆယ်ရှာတဲ့是不是你的护照ကျောဆယ်ရှာတဲ့是不是你的护照ကောင်းပြီအဲ့ဒါကိုကျွန်တော်ပြန်ဖြေတယ်ပြန်ဖြေတဲ့အခါကျတော့အငင်းပြန်ဖြေတာပေါ့เนาะဟုတ်တယ်ဆိုရင်是မဟုတ်ဘူးဆိုတော့不是အဲ့တော့ကျောဆယ်ရှာတဲ့စပွဲပေါ်ကဟာဒီ不是မဟုတ်ပါဘူး我的护照ငါရဲ့ passport ဟုတ်ပြီနော်ဒီမှာတော့အငင်းပုံစံလေးပြောင်းသွားတယ်ပေါ့အဲ့တော့စပွဲပေါ်ကဟာငါ passport မဟုတ်ဘူး 桌子上的不是我的护照。桌子上的不是我的护照。十八号报告哈，不都八十八嘞？桌子上的是谁的护照？按照护照第八十八是哪个？谁住在美国南桑的？not 出来嘞？得拿十 e 来填，对吧？是个数的户口，喏，谁的护照不都八十八嘞？是呀，是个数。那先别别打闹打嘞呀，桌子上的。 စပွဲပေါ်ကဟာဒီရှစ်ဖြစ်ပါတယ်ရှစ်တဟုကြောင့်ဘသူ passport လဲအဲ့တော့စပွဲပေါ်ကဟာဘသူ passport လဲကျောစရှန်တရှစ်ရှစ်တဟုကြောင့်ကျောစရှန်တရှစ်ရှစ်တဟုကြောင့်သူ passport ကတတန်းကျော်သွားပြီထားတဲ့ဟုကြောင့်ကွာချီလဲထားတဲ့ဟုကြောင့်ကွာချီလဲအဓိက point လေးကဒါလေးနော်ဒါလေးကိုရှင်းပြမယ်ကွာကွာဆိုတာကျော်လွန်သွားတာ ဖြတ်ကျော်သွားတာတို့ကျော်လွန်သွားတာတို့ကုန်လွန်သွားတာတို့ကော့လို့ပြောချီချီစာကာလာပြောတာနော်ကာလာအချိန်ကာလာပြောချီကာလာအဲ့တော့ကော့ချီစာအချိန်ကာလာကျော်သွားပြီဆိုတာတတ်မှတ်ထားတယ်အချိန်ကာလာကိုကျော်သွားပြီဆိုတာ expire ဖြစ်သွားတာပေါ့တတန်းကျော်သွားတာကော့ချီ date out တော့တာပေါ့နော် out of date okay အဲ့တော့ကော့ချီစာတတန်းကျော်တာကော့ချီလာစာတတန်းကျော်သွားပြီ okay အဲ့တော့သူ passport ကတတန်းကျော်သွားပြီထားတဲ့ဟူကြောင့်ကော့ချီလာထားတဲ့ဟူကြောင့် 过期了，他的护照过期了。OK，s u b i l l be c o m i b g up. 投票吧，请出示你的护照，请出示你的护照。h e l o 请说啊，结束，will be。不然大家不到当诉了啊，都在听啊都。 ဒီလိုလှုပ်တဲ့ခါတုံးတယ်ပေါ့နော်ဒီမှာတော့တောင်းဆိုတာမှာတုံးတာလားတခါတော့မြန်တော်အဖြစ်ပဲခြေနေမှာတုံးလဲဆိုဥမာစစ်ဆေးတဲ့နေရာတွေပေါ့ဥမာလေဆိပ်တို့ဘာလို့မှ immigration တို့ဘာလို့ကစစ်ပြီးပေါ့နော် passport တွေစစ်ပြီးဆိုလို့ရှိရင်ထိုးရှစ်ဆိုတဲ့အတုံးတော့တုံးတယ်ဒါထုတ်ပြပါလို့ပြောတာဟုတ်ပြီနော် ထုတ်ပြပါငါ့ကိုပြပါအဲ့လိုထုတ်ပြီးငါ့ကိုပြပါဒါဆိုရင်ထိုးရှစ်ဆိုတဲ့အတုံးတော့တုံးလေးရှိတယ် အနေအားတွေမှာเนาะအဲ့တော့ထုတ်ပြခြင်းခံတာပါလဲမိရဲ့ passport နေတဲ့ဟူချော့အဲ့တော့ချင်းကျေးစုပြုပြီးတော့ချူးရှစ်ထုတ်ပြပါနေတဲ့ဟူချော့မိရဲ့ passport ဟုတ်ပြီเนาะအဲ့တော့လေးစိတ်တွေပါနေမှာဒါသုံးတဲ့အသုံးနှုန်းပေါ့เนาะဒါလေးရလဲအရေးကြီးတယ်ပေါ့အဲ့တော့ကျေးစုပြုပြီးခမား passport ထုတ်ပြပါချင်းချူးရှစ်နေတဲ့ဟူချော့ချင်းချူးရှစ်နေတဲ့ဟူချော့ချင်းချူးရှစ် 你的护照，但是给我边标来看见咯？对嘛？吉喏，没一头呢，咱们另一面标嘞，为西嘛？吉喏，点开来下对吧？啊，呃，这是我的护照，大家吉喏要把，识不嘛，是不是都标来了？这是我的护照，西嘛？好个，OK 吧？所以好的，好的，这是我的护照。嗯，第六面标了啥、啊、嘞？都还不留标么嘞？Immigration 一下西还不留标么嘞？请求是你的护照，但是我不留边标嘞。好的，这是我的护照。 按第六名五步弄，OK。好了，接下来我们要巴士部投标吧，请出示你的护照，请出示你的护照。没嘛巴士部吧啦？Hmm. 你带护照了吗？你带护照了吗？按照带。 ဒီဖတ်အကြောင်းရှင်းပြမယ်နော်ဒီဖတ်ကကြတော့တဲဆောင်လာတယ်ယူလာတယ်ပေါ့ကျွန်တော်ကဒီမှာယူလာတယ်လို့ပဲဘာသာပြန်လိုက်တယ်နော်သူကတဲဆောင်လာတယ်ပေါ့ဟိုကိုနဲ့မကွာပေါ့နော်ကိုနဲ့အတူတပါတယ်တဲဆောင်လာတယ်ဆိုလို့ရှိရင်များသောအားဖြင့်ကျွန်တော်တို့ကတိုက်ဆိုတဲ့ fact ကိုတုံးလေးရှိတယ်ကိုနဲ့မကွာတပါတယ်တဲလာတာပေါ့နော်တိုက်ဟိုမှာ T ယူလာတာတို့တိုက် visa ဟုတ်ပြီနော် passport ယူလာတာမှတ်ပုတ်ထင်းယူလာတာအဲ့လိုကိုနဲ့မကွာ passport အိတ်တို့နော်ဖုန်းတို့တော့တို့ဒီလိုမျိုးကိုနဲ့မကွာတပါတယ်ယူလာရတာတွေကိုတိုက်လို့ပြောတယ် ဟုတ်ပြီနော်အဲ့တော့တိုက်ဟုတ်ကြောက်စာ passport ယူလာတယ် passport တဲလာတယ် passport ပါလာတယ်ပေါ့လက်စာအဲ့လိုလုတ်ခဲ့တယ်ဒါပြီးဆိုတဲ့အတိတ်ပဲဟုတ်ပြီနော်ဒါအချိန်နေပြောင်းသွားတာအချိန်နေပြောင်းသွားတယ်ဆိုတာကဗျာပြောရလို့ရှိရင်ဟိုအေးရထွက်လာကြတဲ့အဒီ ယူလာတယ်ပေါ့နော်မတဲလာတဲ့အခြေအနေကနေတဲလာတဲ့အခြေအနေပေါ့အစမပါတဲ့အခြေအနေကပါတဲ့အခြေအနေပေါ့အဲ့လိုမျိုးပုံစံမျိုးတွေမှာပြောတာအတိအကတော့လက်အကြောင်းလည်းကျွန်တော်ရှင်းမှာအများကြီးရှင်းပြထားတယ်နော်โอเคအဲ့တော့ဒီမှာတော့လက်စာလေးကိုထည့်သုံးလေးရှိတယ်တိုက်ဟုတ်ကြောက်လက် passport တဲလာခဲ့တယ်ပေါ့ဗီဇာတဲ့ခဲ့တယ်လို့ပါတာပြန်လဲရတယ် passport ယူလာခဲ့တယ်ပေါ့တိုက်ဟုတ်ကြောက်လက်မာစာလာဟုတ်ပြီနော်အဲ့တော့မင်း passport ပါခဲ့လားနေတိုက်ဟုတ်ကြောက်လက်မာ ဒီလိုပြောတယ်ညတိုက်ဟူကြောက်လမညတိုက်ဟူကြောက်လမညတိုက်ဟူကြောက်လမဥပမာတခြားဟာသုံးလဲရအောင်နော်ဥပမာ ठी ဆိုရွေးဆန်ညတိုက်ရွေးဆန်လမမေ ठी ပါခဲ့လားညတိုက်ရှန်ဖန်ချုံလမမေမှတ်ပုတ်တင်ပါခဲ့လားဒီလိုမျိုးလေးတွေပေါ့နော်ညတိုက်ချင်ပေါက်လမမေပဆက်အိပ်ပါခဲ့လားညတိုက်ရောက်ရှစ်လမမေတော့ပါခဲ့လားဒီလိုမျိုးလေးတွေအစားထိုးပြီးသုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့မေ passport ပါလာလားညတိုက်ဟူကြောက်လမညတိုက်ဟူကြောက်လမ ဲ့တော့ပြန်ဖြေတယ်ဝါမေတိုက်ဟုကြောင့်မေဆိုတာကမခဲပေါ့နော်အဲ့တော့ဒီမှာဘာဖြစ်လို့ပုမတုံးမင်းနဲ့မခဲလို့သုံးလဲဆိုတော့ဒါကဟိုအိယာထွက်လာကြတဲ့ကမပါခဲ့တာလေအခုမှမယူတာမဟုတ်ဘူးအိယာထွက်လာကြတဲ့ကအခုကကိုကလေစိတ်တို့ဒါမှမဟုတ်ကားပေါ်တို့ယထားပေါ်တို့ရောက်နေပြီအဲ့အချိန်မှာအိမ်ကထွက်လာခဲ့စဉ်အချိန်လေးကမယူလာခဲ့တာအ ဒါကြောင့်မို့ကျွန်တော်တို့ပုလို့မသုံးဘဲနဲ့မေယိုဆိုပြီးတုံးထားလာဟုတ်ပြီနော်မေယိုတိုက်ဒါပေမဲ့ကျွန်တော်တို့ယိုဆိုတဲ့အတန်တကခြံလက်ခဲ့လို့ရတယ်ထည့်ပြောစရာလို့မေတိုက်မယူခဲ့ဘူးမပါခဲ့ဘူးပေါ့မေတိုက်ဟုတ်တော့ passport မပါခဲ့ဘူးအဲ့တော့ငါမှ passport မပါခဲ့ဘူးဝါမေတိုက်ဟုတ်တော့ဝါမေတိုက်ဟုတ်တော့ဝါမေတိုက်ဟုတ်တော့ โอเคအဲ့တော့အာမေဒိတ်လေးထည့်ပြောမယ် watch ဒီမှာ wall လို့မဖတ်ဘူးเนาะဒီမှာကြည့်လားစလုံးအတူတူပဲဒါပေမဲ့အတန်ထွက်မတူဒီမှာကျတော့ wall ဒီမှာကျတော့ wall watch ဆိုတော့အတအာမေဒိတ်ပဲဟိုပြောရရင်တော့ဗျာတို့ English လို့ပြောတော့ WTF အတူကောက်ပြောတည်ရเนาะ what the fuck ဒီလိုပြောတာဆဲတာမဟုတ်တော့ရည်ရွတ်တာရည်ရွတ်တာကိုစိတ်ညစ်ညစ်စိတ်ညစ်တာတို့စိတ်အခက်မတင်တာတို့အဲ့လိုဖြစ်သွားတဲ့အချိန်မှာရည်ရွတ်လိုက်တာ what the fuck okay watch တရုတ်လိုကြောင့် watch ဒါမှမဟုတ် walk အဲ့လိုလေးလည်းပြောတာ walk ဆောင်တော့နည်းနည်းရိုင်းနေပါတော့ walk ဆောင်ဆိုတော့ walk ဆောင်တို့ walk တို့ watch တို့အကုန်လုံးတုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ကျွန်တော်နည်းနည်းဟိုတိတ်ပြီးတော့မရိုင်းတဲ့အုံတော့လေးပေါ့ watch အဲ့လိုတုံးတာ watch မှတ်တာနော်အကယ်ဒီမှာ walk လို့တုံးရင်တော့ watch ဆိုရင်ငါ တနည်းအရသွားမယ်လို့ပြော။ဝော့ချေဆိုသွားပါပြီကွာ။သွားပြီဆိုဟိုလိုသွားတာမဟုတ်နော်။ရေရွတ်လိုက်တာ။ဟာသွားပြီကွာဒုက္ခပဲကွာ။အဲအဲ့လိုရေရွတ်လိုက်တာ။အဲအဲ့တော့ဝော့ချေဝော့ချေဟုတ်ပြီနော်။ဝော့ချေဝါမေတိုက်ဟူချောက်။အာဒုက္ခပဲသွားပြီငါ passport မပါခဲ့ဘူး။ဒီလိုပြောတာ။ဝော့ချေဝါမေတိုက်ဟူချောက်။ဝော့ချေဝါမေတိုက်ဟူချောက်။အဲ့တော့ဒီနေရာမှာတခြားအမေတွေပြောလို့ရ one love one love ဆိုလဲဟာသွားပြီသွားပြီလွဲပြီအဲတလွဲတော့ဖြစ်ပြီ။ 诶诶，老表、啊，都卡呗！哎，老弟，别别别，完了，完蛋了，老表，别了，都话嘞，完蛋了，咱们不完了，对比完了，我没带护照，对比我不是不没办开户，完了，我没带护照，rainbow, 啊 drew. 完了，我没带护照。那第六表来也嘞，糟了，糟了啥？都卡呗，老表，糟了，我没带护照，都卡吧呗，我不是不没办开户，糟了，我没带护照，糟了，我没带护照，诶，老都没有办喏，都落下来，糟了。 ဟောမေတဟူကြောင်ငါ passport ယူတာကိုမေးခဲ့ပြီဟောဝမ်ချီတဟူကြောင်လေဝါဝမ်ချီဝမ်ချီဆိုမေးရတာပေါ့နော်ဝမ်ချီမေးရတာလှစားပြီးမေးခဲ့ပြီးဝမ်ချီလေဒီလော့ကဒီဝမ်ချီကိုသုံးတာနော်နောက်ဆုံးဝမ်ကြီးလဘာလို့ဖို့လဲတိုက်ဟူကြောင့် passport ယူလာဖို့အဲ့တော့ဟောဝမ်ကြီးတိုက်ဟူကြောင့်လငါ passport ယူလာဖို့မေးခဲ့ပြီဟောဝမ်ကြီးတိုက်ဟူကြောင့်လ 我忘记带护照了。古那阿美丽丽呢，别塞路亚喏。我去，我忘记带护照了。我去，我忘记带护照了。第六秒里不？我 passport 留比多阿比，我的护照办好了。我的护照办好了，OK，第八列也先表没。我的护照，大家都先把第八列呢。好，我的护照第八列先表没。然后办办啥？比如他，然后这就啊啊，他是那些做。 ြုလုပ်တယ်စော့လို့သုံးလို့မရဘူးလားဆိုဒီလိုဗျကျွန်တော်တို့ကစော့နဲ့ပန်နဲ့ကြတော့အော်ပြုတ်လုပ်တယ်ဆိုပေမဲ့ဟိုသုံးတဲ့ပုံစံလေးနည်းနည်းလေးကြွားလိုက်အတိအကကျွန်တော်ပန့်ဆိုတာက ဟိုဆောင်ရွက်စာတန်းတွေလက်မှတ်ထိုးရတာတို့ဖောင်ဖြည့်ရတာတို့တစိမ့်တုံးထုရတာတို့အဲ့လိုဆောင်ရွက်စာတန်းတွေပေါ့ပြောရတော့ရုပ်လုပ်ငန်းအနေနဲ့ပတ်သက်တာတွေကိုပြုလုပ်တယ်ဆိုရင်ကျွန်တော်ဆောင်ရွက်တယ်ပြုလုပ်တယ်ဆိုရပန့်ကိုသုံးလေးရှိတယ်အဲ့တော့အကြောင်းသားတွေလည်းကြားဖို့ပါတယ်ဟိုကရုံငန်းဆိုရင်ပန့်ကုန်းရှစ်တို့ရုပ်လုပ်ငန်းဆိုရင်ပန့်ကုန်းတို့အရလာတာလေအဲ့တော့ तू ကဒီပန့်မောင်ပန့်ကိုသုံးထားတဲ့သဘောကြတော့ရုံပိုင်းဆိုင်ရာတွေပေါ့အဲ့တော့ passport လုပ်တယ်ဆိုတော့ကဖောင်တွေဖြည့်ရတယ်လက်မှတ်ထိုးရတယ်အချက်လက်တွေเนาะပြီးတော့တစိမ့်တုံးတွေထုရတယ်ဒီလိုပေါ့ရု ုံမိုင်းဆက်ရလုပ်ငန်းတွေဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကစော့လို့မသုံးဘဲနဲ့ဆောင်ရွက်တယ်ပေါ့ပန်လို့သုံးတာဟုတ်ပြီနော်ပန်ဟောင်လက်ဒါကိုလည်းပြောပြအောင်မယ်အဲ့တော့သူကလက်တစ်လုံးနဲ့သုံးတာနဲ့ဟောင်လက်သုံးတာနဲ့ဘာကွာလဲဆိုတော့ဒီမှာဟောင်ဆိုတာက ဖြစ်ဆွတ်ပုတ်အနေနဲ့သုံးထားဒီပန့်ဆိုတဲ့ verb ရဲ့နောက်မှာဖြစ်ဆွတ်ပုတ်အနေနဲ့သုံးထားတာဖြစ်ဆွတ်ပုတ်အနေနဲ့ဟောင်းကိုသုံးလို့ရှိရင်သူကပြီးပြီလို့ဘာသာပြန်တယ်အဲ့တော့ကျွန်တော်တို့ကဖြစ်ဆွတ်ပုတ်မှန်ဘယ်လိုသိလဲဆိုတော့သူက verb ရဲ့နောက်မှာကတ်သုံးထားလို့ရှိရင်ဒါဖြစ်ဆွတ်ပုတ်ပဲဟောင်းအောင်အဲ့တော့ဖြစ်ဆွတ်ပုတ်အနေနဲ့သုံးရတဲ့ရည်ရွယ်ချက်ကဒီလှုပ်ဆောင်ချက်တစ်ခုဒီ100%လုံးဝ complete ပြီးသွားတာကိုရည်ညွှန်းဖို့အတွက်သုံးတာအကယ်လတ်တစ်ခုတည်းသုံးတယ်ဆိုတော့ပြီးတော့ပြီးပြီဒါပေမဲ့100% complete ပါလို့ ဟိုမသေးချာဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်လုံးဝ100% complete ပြီးသွားပြီလို့ပြီးပြည့်စုံသွားပြီလို့ပြောချင်တဲ့ကြောင့်ဟောက်လက်လို့တုံးထားတာဟုတ်ပြီနော်ဟောက်လက် okay နော်အဲကြောင့်မို့တစ်ခါလေးပါကျွန်တော်တို့ကဟိုခရီးသွားကနေလေအထုပ်ဘိုးတွေပြင်ဆင်ပြီးပြီလား ready ဖြစ်ပြီလားဆိုရင် trumpet လမလို့မတော့ဘူး100%ပြီးရပါ 老话讲不离别嘛，准备好了吗？阿罗哩哩家不离咩？喏，四个表示好的，但么阿阿边嘛有新家的人表示准备好了吗？阿阿罗哩哩，哎呦好了啥，喊出把声。<noise> <noise> 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 complete ပြီးသွားတာကိုရည်ညွှန်းဖို့အတွက်သုံးတယ်ဟုတ်ပြီနော်အဲ့တော့ပန်ဟောလဆာလုတ်ပြီးသွားရဆိုလုတ်ဝပြီးသွားရဘာမှထပ်လုတ်เสียမလို့တော့နော် complete ပဲ100%ပါဒါဆိုရင်ပန်ဟောလလို့ပြောတယ်โอเคเนาะအဲ့တော့ငါရဲ့ passport ကလုတ်ပြီးသွားပြီဆိုတော့ငါ passport တွေပါလေလုတ်ပြီးသွားပြီဒီလိုပြောတာဟောတဲ့ဟူကြောင့်ပန်ဟောလဟောတဲ့ဟူကြောင့်ပန်ဟောလဟောတဲ့ဟူကြောင့်ပန်ဟောလအားလုံးကိုကျေးဇူးတင်ပါတယ်